တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းဥစွာပြောအလုံးသိနေကြတဲ့ထင်မယ်လူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိရသော်ပြာဆိုလိုတဲ့ကံကဘာလဲကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လိုတယ် ကိုယ်တဏ္ဍမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရာထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုံမှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာဘာလို့ရမယ့်အရာလဲ။ကိလေသာဆိုတာကရောကိုယ်တဏ္ဍမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲ။ကိလေသာဆိုတာလောကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုတ်ပြီးတော့ကိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ကိလေသာအကြောင်းကိုကြားကြနနနားလဲဖို့လုပ်တယ်ပေါ့။အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေတာ။ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရားထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ် ွေကြေးတနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြားစားမယ်ယာရုခုံသိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောက်နေလို့ပြောကြတာနော်သို့တော့မကောင်းတာပါလဲလို့ဆိုလို့ရှိမကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ကျော့သွားတယ်လို့မရှိဘူးနော်မစည်းရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကိနဲ့ဆိုတာမတမ်းမရှားနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေပြီးကံဆုံးမိုးမောင်တွေ့နေကြတာဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမ်းမခဲနေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တောကနဲ့ပဲနေချာတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေ ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာဘာလဲလို့မေးလို့ရှင်စေရနာဟံဘိခွေကမဝရာမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကို ဒီတမဟာဖြင့်ပြောရင်စေရဏဟံဘိက္ခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလက်ရောက်လုပ်ကြပါရီဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာနော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ ပြောဆိုတဲ့အမှုကိုရင်းလေးရောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဝသဝင်သူရစနေတည်တဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မယ်စေရနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူး ကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင်သူများတက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရစော်ကားတယ်ပြင်မာတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ် သူများဥစ္စာမခေါ်ဘူးတရှင်းစွာနေထိုင်နေကိုသိခါကိုထိန်နေသူတော်သားမယားစိတ်နဲ့တော့မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်နေဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိလာနော်နှစ်ခုရှိလာအဲ့ဒါလေးကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆို ဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်။ရှင်ဘုံရအဖြစ်တရားဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်။သူတော်ဘာတောင်းရပြမှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်။တခါတရံဒေါသဆိုတာနဲ့လည်းတွဲတယ်။လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ ကိလေသာတွေနဲ့ပေါင်းဆက်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတာအဲ့ဒါတွေကစေရနာလို့ခေါ်တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတယ်ထင်မယ်မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေနဲ့ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့စကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာ တုံနဲ့တူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ် အလုသိနေကြတဲ့မုတဝါဒပိတုနာဝါစာဖရုဒဝါစာသမ္ပလပါလို့ဆိုရယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှန်မနောကံကိုကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူး အဘိဓါာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိဓါာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုဘာပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့ ူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြလားမနောကမှလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲ ဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြိုင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွန့်ရတ္တိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက် တတိတခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစု ကိုယ်တငယ်ချင်းပေါင်းသင်းတယ်တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကို စိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင် ပြည့်စိတ်သွားရင် ကောင်းမှာပဲဆိုတာမပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသ အခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်။အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့ရပေါ့။နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ။အဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်။လောကလူတွေကလွယ်လွယ်ပြောကြတယ်။တမလွန်လောကကိုမယုံဘူး၊နောက်ဘဝကိုမယုံဘူး။ အတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသင်းဆက်ဆံကြတာဖြစ်တယ်ဘာမှကျေစုတင်စရာမလိုဘူးလူတွေကတည်သွားပြီးရင်နောက်ဘဝဆိုတာမရှိဘူးနော်နောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး တဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်မြတ်စွာဘုရားကအပြစ်တွေထဲမှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ် ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ ကံဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်ကိုယ်တော့ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရယ်ကံဖြစ်သွားတယ်အဲ့ဒါမနောကံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံမိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနည်းရတယ်ပဲဟောတာစေရဏသည်ကံမှန်တယ်အဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာ စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဓါဆိုတာလောဘပြဘာရဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသို့စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသို့စေတသိက်သုံးခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပတမျိုးရှိတုံးတို့အခုအကျဉ်းပြောမယ်ဆိုရင် အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတုန်းဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးနော်ပြီးချင်းကန့်ကျင်တဲ့စိတ်ပဲရှိတယ်သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာပိစာအပြဝါရမေတ္တာအရောဒဆွေမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြပါရဆိုတဲ့စေရနာမနောကံအပြပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတာနော်အပြပါရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရေအလုံးချမ်းသာကြပါစေဒီလူအဆင်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခမေးเสียဘုသူဘုသူမှာဒုက္ခမပေးပါစေနဲ့ ပြိထဲမှာပါသလိုတပ်ပိပတ္တရာဏိပတန္တုတရဝရီအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘဇုထံမှာအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအာထောသမေတ္တာအပ္ပဇဘာရာလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါတမ္မဒိဋ္ဌိ သမထိဋ္ဌိဆိုတာကြတော့ခုနလို gain အကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေက immigration ပဲလေသူ့ဗီဇာထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးခြင်းလို့ကြိုတင်ဟန်တားတာတွေတောင်းရှိတယ်။မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေမိုက်ပုံနဲ့ထည့်ပြစ်တာ။ဣမတလောကတဓဋ္ဌိတာရောမိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကပြန်ကျွေးလို့ရသေးတယ်။ပြန်ဆောင်းလျှောက်လို့ရတယ်။ကိုယ်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ယေရှုကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေ အမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြီးရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မှာအမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှာဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေစုကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစုကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တစ်ခုကအပါတကား ကိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့တယ်။မွေးလာတယ်လည်းဆောင်းရှောက်တယ်။ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကြွေးမွေးတယ်။ဟောနှစ်ခုဆောင်းရှောက်ခြင်းကြွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထပ်တည်တာတော့ဒီလောကကြီးကိုပြတယ်ဆိုတာဒါဒီယေရှုကတော့ဆက်လို့မကုန်တဲ့ယေရှုပဲမိဘယေရှုကိုအောင်မဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာ ဘာလို့လို့ဆိုရင်ကိုကနောက်မှရောက်တာဆိုတော့မိဘကိုကိုကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆန်တယ်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေကျုပ်စီရှိတယ်လို့လက်ခံရင်းသည်ပဲနေသူကတမဋိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံးလောကဆိုတာရှိတယ်လူတွေဟာ တည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်မယ်ဆိုတော့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှတမဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိတမဒိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုနော်မင်္ဂန်နဲ့နားလည်မှုအဲ့တော့အဲ့ဒီဒီမှာက အလောဘရဲ့အရောဒာဆိုရဲမေတ္တာရဲ့အမတ္တိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးခုကကံပဲစေတနာတည်းမဟုတ်ဘူးเนาะကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူက အနာဂျီတွေစုသွားအောင်သူကစုဆောင်လိုက်တာဒါမို့အာယုဟနာရတလို့ခေါ်တယ်သူတို့ကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းစုလိုက်တဲ့အခါမှာစွမ်းအားပြေးလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းဤတတ္တိဟာဘယ်မှာသွားစုသလဲ ကနေခေတ်တော့ဂိုင်းကူတွေဂိုင်းကူတာတွေပါတယ်ရှိတယ်ပေါ့နော်အဲ့အရေးထားတဘာဝအပြင်ဘယ်နေရာမှာသွားစုတယ်လဲလို့ဆိုလို့ရှိရင်မျိုးစိတ်သွားစုအတိမှသွားစုအတိမှသွားစုအဲ့ဒီအတိတဲ့ကအစိတ်လေးတဲ့မှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသ မစ္ဒိဋ္ဌိအလောဘအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ်မှာအနှစ်တရားစုသွားလို့ဘဝတစ်ခုကျုပ်ပြိမယ်ဆိုလို့ရှင်တရားတွေကကျုပ်ပြိနိုင်လာတယ်အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုန်းကြီးတို့တွေနေ့စဉ်ဘာတွေလုပ်နေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက် နေ့စဉ်လုံးနေတဲ့အလုပ်တွေကြည့်လိုက်မယ်ဆိုရင်ဥဘောပုံဉ္စပပင်းစယမစ်စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်နော်ကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာ ခုနရှေ့ကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်ဆအာရယခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင် ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်ဘူးသူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထုံးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်အဲတော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လို့လည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခုနကတမန်အဲကြီးပွားထုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လိမ့်နော်တကယ်ကတော့လောကမှာဒီလူတွေမှာနေစင်တဲ့အမြကံတရားတွေကဖြစ်နေတာကိုသိသည် ဖြစ်စေမသိသည်ဖြစ်စေလူရင်ထဲနှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေတယ် ် accumulation ဆိုစုမိဆောင်မိဖြစ်သွားစုမိဆောင်မိဖြစ်သွားအဲ့ဒါတွေက တင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာ ကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုတ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆွလို့တယ်နော်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်မှာတော့နော် ကိုယ်ရင်ထဲမှာ ဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းဆိုးကလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါလာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘယ်လိုလုပ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ်ဟုတ် အဆိုင်မှာဖြစ်ရင်ဒီဘွားတွေမေ့သွားပြီအဲ့တော့ကန်တရားပဲသွားနေပြီအုံနောက်မကောင်းတော့ဘူးတည်လို့ရှိရင်လည်းမီးရှို့ပြလိုက်တယ်ဒီအုံနောက်ကပါရအကြောင်းရှိပြန်အဲ့တော့ကန်ဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမှာစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူး စိတ်အစဉ်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်နေ mental processor တဏှာဝကတဏှာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတောင်ခိတ္တပြတ်တာဘယ်နေရာတော့ဆိုလို့ရှင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတိညာတ်ဘုံဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ post လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ post လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး post လုပ်လိုက်တာနော်ချိန်တိုင်ပြန်ပေါ့လာမှာ तू အပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဦးရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင် စိတ်စေတသိက်စေတသာရောအလုံးချုပ်သွားတယ် ။တမာရီဆောင်အားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲ။ခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုတာလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူး။အကြောင်းတရားကိုမိဖြစ်တယ်။အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင်စိတ်ဟာလဲရက်သွားတယ်။အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကကြောက်မသွား။ဒါဖြင့်ခုနလိုပို့စ်လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမကွယ်ဘူး ရှိနေနောင်တဲ့ဟာအနန္တရပစ္စယောပဲသူကနိရောဓသမဘာဝင်စားလို့ခொနည်းကြားတဲ့ဆုံးတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတာကိုပြတယ်နော်ရက်လိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ကြားမှာအကြောက်ွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌံပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာနော်တခါ အတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပိစီရောပဲစိတ်အစဉ်နေရသုတိစိတ်နဲ့ပရိသရေစိတ်ပရိသရေစိတ်ဟောရုပ်စဉ်သူတမာရီစွာအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာ ပြန်လီနိုးထလာပြန်တယ်ခိတ္တဘော့စ်လို့အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြီးပိုင်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားမှာဖြစ်တယ်ဟုတ်ပြီ ောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီခန္ဓာဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူကစွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညီညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့ဒါလို့ဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားက एक कौन आ